တောင်တရုတ်ပင်လယ်နဲ့ဘင်္ဂလားပင်လယ်အော်ဘက်ကထူးခြားမုန်တိုင်းအခြေအနေတွေနဲ့မနေ့ပြန်အောက်တိုဘာလ23ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်များအလုံးမဲမင်္ဂလာပါရှင်ဒီနေ့အစောင်းမှာတော့အစွန်ရောက်ရာသီဥတုဖြစ်တဲ့လာနီညာဖြစ်စဉ်ဖြစ်ပွားလျက်ရှိပါတယ်ဒါကြောင့်စောင်းမှာလည်းခါတိုင်းနဲ့တွင်နဲ့မတူပဲပင်လယ်ပြင်မှာမုန်တိုင်းနဲ့ဆက်ဖြစ်နိုင်ပြီးတင်းနဲ့ပြတ်မိုးတွေလည်းရွာသွန်းနိုင်တယ်လို့မိုးလေဝသပညာရှင်တွေကခန့်မှန်းထားပါတယ် လက်ရှိမှာတောင်တရုတ်ပင်လယ်မှာဖြစ်ပေါ်နေတဲ့အားကောင်းသောအပူပိုင်းမုန်တိုင်းဖန်ရှန်ကအနောက်အနောက်တောင်ဘက်ကိုဆက်လက်ရွေ့လျားခဲ့ပြီးဗီယက်နမ်နိုင်ငံဒါနန်မြို့ရဲ့အရှေ့မြောက်ဘက်ရေမိုင်း120မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြုနေတယ်လို့သိရပါဗယ်။အဲဒီမုန်တိုင်းကနောက်24နာရီအတွင်းမှာဗီယက်နမ်နိုင်ငံအလဲပိုင်းကမ်းခြေဒေသတွေကိုဒါနန်မြို့အနီးကနေဖြတ်ကျော်ဝင်ရောက်နိုင်ပြီးအောက်တိုဘာလ24ရက်နေ့မှာတော့လာအိုနိုင်ငံကို ပူပိုင်းမုန်တိုင်းဖြစ်နေဖြစ်ကျော်နိုင်တယ်လို့မိုးလေဝသပညာရှင်တွေကခန့်မှန်းထားပါတယ်။ဒါ့အပြင်မေဂလာပင်လယ်ော်ဘက်မှာလည်းလက်ရှိမှာအောက်ကောင်းတဲ့ဒီပြားနဲ့ရောင်ဝန်းတစ်ခုဖြစ်ပေါ်နေပြီ။အောက်တိုဘာလ29ရက်နေ့မှာလည်းမေဂလာပင်လယ်ော်တောင်ပိုင်းမှာမုန်တိုင်းဖြစ်လာနိုင်တယ်လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကတီးပေးထားပါတယ်။ဒါကြောင့်အောက်တိုဘာလ29ရက်နေ့ကနေနိုဝင်ဘာလဆန်းပိုင်းထိ မြန်မာနိုင်ငံလယ်ပိုင်းမှာမိုးတင်းတင်းရွာသွန်းနိုင်ပြီးမိုးများမှာမဟုတ်ပေမဲ့မိုးရွာတဲ့နှုံမြန်မာနိုင်တာမို့နေရာကွက်ပြီးအချိန်နှဲငယ်များမိုးတဲထန်တာတွေရှိနိုင်တယ်လို့သိရပါဗျ။မနက်ဖြန်အောက်တိုဘာလ23ရက်နေ့နေ့လယ်ထိရှမ်းပြည်နယ်တောင်ပိုင်းမန္တလေးတိုင်းအေရဝတီတိုင်းနဲ့တနင်္လာရီတိုင်းတို့မှာနေရာစစ်စစ်ရန်ကုန်တိုင်းမွန်ပြည်နယ်နဲ့နေပြည်တော်တို့မှာနေရာကျကျနဲ့ကြံတိုင်းနယ်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပြီးရွာရဲရာနှုံပြင်းဖြစ်ပါတယ်။ ချင်းပြည်နယ်ရခိုင်ပြည်နယ်မန္တလေးတိုင်းမကွေးတိုင်းနဲ့နေပြည်တော်တို့မှာမိုးတိမ်တောင်တွေဖြစ်ထွန်းမှုအကောင်နေပြီအဲ့ဒီမိုးတိမ်တောင်တွေရွေရှားရနေရတခြားမှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စည်းလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်လို့ကြိုတင်သတိပြုနေထိုင်ကြဖို့မိုးစလကတည်ပြထားပါတယ်မြမပင်လယ်ပြင်မှာလှိုင်းနှင်းငယ်ကနေလှိုင်းတင်တင်ရှိနိုင်ပြီလှိုင်းမြင့်ကမြမကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာလေးပေကနေရှစ်ပေခန့်ထိရှိနိုင်ပါတယ် နောက်နှစ်ရက်အတွင်းချင်းပြည်နယ်ရခိုင်ပြည်နယ်မန္တလေးတိုင်းမကွေးတိုင်းတနင်္လာရီတိုင်းနဲ့နေပြည်တော်တို့မှာနေရာကျကျမိုးထစ်ချုံရွာသွန်းနိုင်ပါတယ်။မြင်းရဲ့အခြေအနေတွေကတော့အေယာဝတီနယ်ချင်းမြင့်ဘက်ကမြေဟိုးတလျှောက်ကမြို့အလုံးမှာမြင်းရဲ့အကြဘက်ကိုဥတီနေပြီးထူးခြားမြင်းရဲ့ကြီးပိုမရှိပါဘူး။အခြားတန်လွင်နယ်စစ်တောင်းဘက်အတွင်းလည်းထူးခြားမြင်းရဲ့ကြီးနိုင်ကြီးသတိပေးချက်ရှိမနေသေးပါဘူးရှင်။ ဒီနေ့ရက်ဆောင်းမှာတီးနှံပြက်မိုးရွာသွန်းနိုင်သေးတာမို့မိမိတို့မြို့နယ်နဲ့ခရိုင်တွေမှာမိုးရွာနိုင်ခြေရှိမရှိ လေးရက်စာကြိုတင်ခမန်းချက်တွေကိုလည်းကောမတ်မှမှန်ပြီးမြင်မြန်နိုင်ပါတယ်ရှင်ထူးခြားမှုလိဝတာဖြစ်စဉ်တွေကိုအများသူငါသိရှိနိုင်မို့ပြည်လဲမျှဝေပြဖို့ကိုလည်းတိုက်တွန်းလိုပါတယ်ရှင်